်ခဲ့ပါရှင်။ဒါလေးကလည်းဖြစ်တတ်ပါတယ်เนาะ။ဒါလေးကတော့အခုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ဟော်မုန်းရဲ့အဲဘောနော်ဟော်မုန်းက changes လေးတွေဖြစ်တာပေါ့เนาะ။ဟော်မုန်း changes တွေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်တော့ကိုယ်ဝန်လှရှင်းလာပြီဆိုလို့ရှိရင်ဒါဟော်မုန်းကြောင့်မလို့လေအိမ်မပြောတာရှိတယ်။နောက်ပြီးတော့မှ position ပေါ့เนาะ။သူ့ရဲ့ကိုယ်ဝန်ရဲ့အနေထားပေါ့เนาะ။ဘယ်သူမဆိုပေါ့။ဒါကတော့လေဒီ bike ထဲမှာကျတော့ဒီအများများကြီ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 းလာတဲ့အခါကျတော့ကလေးလေးတွေကလည်းကြီးလာတော့ဟိုဥစားကိုယ်ဝန်ရဲ့အနေထားကြောင့်မလို့လေအိမ်မပြောတာရှိတယ်။နောက်တစ်ခုကတော့ဘာလဲဆိုရှင်ဒီကလေးလေးတွေကဒီ ဟိုပါပေါ့နော် nerve တွေကိုတောတောပြီးတော့မှဖိတဲ့အခါကျကျွန်တော်တို့ရှူးပေါက်ချင်တာပေါ့နော်အဲဆိုညရောက်လာပြီဆိုရှင်ရှူးကအရန်ပေါက်ချင်တယ်အဲ့တော့လေခဏခဏထပေါက်တာမျိုးလည်းရှိတာပေါ့အဲ့လိုမျိုးကြီးဆိုလို့ရှင်လေဒါအရေးပြက်ပြီးတော့မှအရေးမဝတာမျိုးလိုအိတ်မပြောတာမျိုးလည်းရှိတတ်ပါတယ်နော်ဒါပေမဲ့လေဘလိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတွေဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့က note တောက်ပါ note ထဲမှာဆိုလို့ရှင်တော့ tryptophan ဆိုတဲ့ amino acid တစ်ခုပါပါတယ်အဲ့တော့ tryptophan ကကြတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာရှိတယ်ပေါ့နော် melatonin နဲ့ serotonin ဆိုတဲ့ hormone ကိုတွားနေပြီးတော့မှ regulate ိတ်လုတ်ပြီးတာပေါ့ညီမအောင်လုတ်ပြီးတဲ့အတွက်ကြောင့်မလို့သူကအိတ်ပျော်စေပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့ကြီးကအိတ်ခါနီးတိုင်းအိတ်ခါနီးတိုင်းမှာဥပမာဆိုလို့ရှိရင်ပေါ့နော်နှုတ်တစ်ခွက်နဲ့ပြားရည်တစ်စွန်းပေါ့เนาะပြားရည်တစ်စွန်းလေးတောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့ခေါင်းထဲမှာလည်း glucose level ပြည့်သွားတယ်နောက်ပြီးတော့မှလည်းနှုတ်ထဲမှာပါတဲ့ tryptophan ကြောင့်မလို့လဲပေါ့เนาะဒီ melatonin ကပိုးပြီးတော့မှထွက်လာပါတယ်ထွက်လာတဲ့ဆိုလို့ရှိရင်တော့လေဒါအိတ်ပျော်တယ်လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့တစ်ခုရှိတာကတော့ပေါ့เนาะဥပမာကိုဝန်ဆောင်နေအချိန်မှာတော့ဟောပေါ့เนาะနည်းနည်းဒီဆိုတာ position ကြောင့်လည်းဖြစ်တာရှိတဲ့အတွက် ောင်းမလို့အိတ်ခါနီးကြတော့မီးပိတ်ပေးပါအောင်နော်မီးပိတ်ပေးတယ်ဆိုလို့ရှိရင်တော့လေဒါမီးအမောင်ကျသွားရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့မယ်လက်တိုနီယာပိုထွက်ပါတယ်အဲ့လိုထွက်တယ်ဆိုလို့ရှိရင်တော့လေဒါအိတ်ပျော်တာလို့ဒါတစ်ဖက်တစ်လမ်းကနေပြီးတော့မှအကျိုးပြုလာမျိုးတော့ဖြစ်ရှိပါတယ်ရှင်နော် အိတ်တဲ့နေရာမှာလဲပေါ့နော်ဥပမာပက်လက်အိတ်မှာလားဘေးဆောင်အိတ်မှာလားပေါ့နော်တချို့သောသူတွေကတော့ဒီကလေးရဲ့အနေထားပေါ်မူတည်ပြီးတော့မှတော့ဘေးဆောင်လေးအိတ်တယ်ဆိုရင်လူကနည်းနည်းလေး relax ပို့ဖြစ်တယ်ပေါ့ပို့ဖြစ်ပြီးတော့မှလဲအိတ်ပျော်တာရှိပါတယ်ဒါပေမဲ့တချို့ကြလဲဥစားဘေးဆောင်အိတ်တဲ့အချိန်မှာဆိုတော့နည်း နေလေးမတက်မတာဖြစ်တယ်ဆိုတော့ကိုပက်လက်လေးပေါ့နော်အဲ့လိုလေးအိတ်တယ်ဆိုလည်းရပါတယ်ရှင်